ရှမ်းပြည်နယ်နေဆက်မှာဒေါ်လာရေးတာဝန်များကိုထမ်းဆောင်ရင်း ARD တိုင်းသာရဲဘော်တော်လွင်ချဆောင်ခဲ့ရတယ်။တည်ရင်မျိုးသားများကာကွယ်တက်တရအမှတ်29မှာဒေါ်လာရေးတာဝန်များကိုထမ်းဆောင်နေတဲ့ ARD တိုင်းသာရဲဘော်တော်လွင်ခေါ်ရဲဘော်ကနန်းဟာ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့တင်းနီပြည်ဒီမော့ဆိုမြို့နယ်ဒေါငံခါတိုက်ပွဲမှာ ဂျပန်စစ်ကောင်စီကိုခုခံတိုက်ပွဲဝင်ပြင်းပြစွာအသက်ပေးလူကြဆုံသွားခဲ့ရတာဖြစ်ပါတယ်။ကင်နီမျိုးသားများကာကွယ်တဲ့တရင်မတ်29ဆိုတာဖွဲ့စည်းထားတာသိကြသေးတဲ့အဖွဲ့အစည်းတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းကင်နီတော်လိုင်းနေမီမှာရှိတဲ့အနေနဲ့ရဲရဲကရဲဘော်တွေစုပေါင်းပြီးဖွဲ့စည်းထားတဲ့တပ်ဖွဲ့တစ်ခုဖြစ်တာမို့အင်အားအတော်တန်တဲ့တောင်တင်းတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ဒီတပ်ဖွဲ့အနေနဲ့ကင်နီဒေသမှာ အချမ်းပဲစစ်ကောင်းစီကိုတင်ရပေါင်းစုံကနေခုခံကာကွယ်တိုက်ပွဲဝင်နေကြတဲ့တိုက်ပွဲတွေမှာလည်းပါဝင်နေတဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာလ10ရက်နေ့ကရဲဘော်တော်လွင်ကြာဆုံးခဲ့တဲ့တိုက်ပွဲဟာကင်နီပြည်နယ်ဒီမော့ဆိုမြို့နယ်ကနာမည်ကြီးတဲ့ဒေါငန်ခါတိုက်ပွဲမှာကြာဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒေါငန်ခါတိုက်ပွဲဆိုတာကင်နီပြည်ကတိုက်ပွဲတွေကိုတည်တဲ့သူတွေကြော်မင်းများကတော့ဒီနာမည်ကိုကြားဖို့ပြီးတာဖြစ်မှာပါ။ တောင်းကကားဆိုတဲ့နေရာဟာကျွန်တော်တို့ရဲ့သူရဲကောင်းအာဇာနည်တွေလဲလျောင်းရာအရက်ဒေသဖြစ်ပါတယ်။တောင်းကကားရဲ့ကိုတိမ့်ပိုက်ခေတုံးကစစ်ကောင်ကြီးတပ်ကဒီနေရာမှာအခိုင်အမာတက်ဆွဲထားခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေမဆုံးမနစ်တိုက်ခိုက်မှုကြောင့်ဒီနေရာကိုစစ်ကောင်ကြီးလက်ထက်ကနေတော်လိုင်းတပ်ဖွဲ့တွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီရရှိခဲ့တဲ့အောင်ပွဲရဲ့နောက်မှာကြာဆုံးခဲ့တဲ့ရဲဘော်ပေါင်းများစွာကိုကျွန်တော်တို့မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။ အခုဒီချိန်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကင်းဒီပြည်နယ်တွေကိုထိုးစစ်ဆင်ဝင်ရောက်နေခဲ့ကြတာဖြစ်ပြီးဗလိုင်းတပ်ဖွဲ့ဝင်တွေကလည်းနေရာပေါင်းစုံတောင်ပေါင်းစုကနေကုကံကာကွယ်နေကြတာလည်းဖြစ်ပါတယ်ဒီထဲမှာမှဒီမော့ဆိုမြို့နယ်ဒေါငံခါချီရွာတိုက်ပွဲမှာတော့ကင်းဒီမျိုးသမီးကာကွယ်တပ်ဖွဲ့က ARV တိုင်းသားရဲဘော်တော်လွင်မြင်းမြစွာအသက်ပေးလူကြဆုံသွားခဲ့ရတာဖြစ်ပါတယ် ARV သားဟာ ARV ကိုပြန်မရောက်နိုင်တော့ဘူးအိမ်ပြန်ဖို့စူးစမ်းကြရင် လန်ခုလက်တွေမှာကျွေလွင့်ကြဆုံးခဲ့ရတဲ့ခါမှာတော့ကျွန်တော်တို့ကြံရှိရဲ့ရဲဘော်ရဲဘတီကဝန်ထဲကြေကွဲခြင်းများစွာဖြစ်ဒလင်ရဲ့သွေးကောင်းအာဇာနည်ရဲ့ဖြစ်မှတ်တမ်းတင်ထားပေးရမှာလည်းဖြစ်ပါတယ်ဒီလိုကြဆုံးမှုတွေကိုကျွန်တော်တို့အမြဲတမ်းအမှတ်ရနေကြဖို့လိုအပ်ပါတယ်ဒီလိုပိဆက်ခံရမှုတွေဟာကျွန်တော်တိုင်းပြည်နဲ့ပြည်သူတို့အားလုံးအတွက်ကြံပတ်ပတ်စစ်လောက်ကနေလွမြောက်ဖို့တိုက်ပွဲဝင်ရင်ပိဆက်ခဲ့ရတာဖြစ်တော့ကြောင့်မို့ကျွန်တော်တို့အမြဲတမ်းအောင်းမေးကြဖို့လိုအပ်ပါတယ် ဒီလိုပိဆက်ထရတဲ့အညာဆိုတာသူရဲကောင်းတွေကိုလည်းကျွန်တော်တို့ဘယ်တော့မှမမတော်ကြဘူးလို့အပ်ပါတယ်ဒီလိုမမတော်အောင်အတွက်လဲကျွန်တော်တို့စပိုပီဒီရဲ့မြန်မာကဘယ်နေရာဘယ်ဒေသဘယ်တိုက်ပွဲမှာဘယ်သူသောရဲဘော်ကြဆုံးခဲ့တယ်ဆိုတာကိုမှတ်တမ်းအသေးစိတ်တင်နေခြင်းလည်းဖြစ်ပါတယ်ဒီမှတ်တမ်းတွေဟာနောက်တစ်ချိန်တမိုင်းအတွက်ကပီးပေါ်ကွန်ထိုးနေခြင်းလည်းဖြစ်ပါတယ်အရာဝီသားတယောက်ကိုဆုံရှုံခဲ့ရတဲ့နေ့တကယ်တော့ရဲဘော်ရဲ့ဘဝဆိုတာမျက်စိတမိတ် လျက်တစ်ပတ်အချိန်တွင်းမှာတိမ်ပါသွားနိုင်နေဆိုတာအခုပဲစကားပြောပြီးတာဝန်ခွဲဝေခဏနေတော့အသက်မဲ့တဲ့ခန္ဓာကိုယ်နဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအတွက်အယံညံ့ဆန်းလုပ်ခဲ့ပါတယ်တိတ်ကိုကံကောင်းပါတယ်ဆိုတဲ့လူငယ်တွေဟာမွေခွင့်မရမွေခွင့်မရပဲကြွေလွင့်ခဲ့ရတယ်ဘလာဘွားရင်နဲ့လူငယ်ဆန်းဆန်းမနေခဲ့ရပြီမဲ့ စနစ်တစ်ခုကိုခြေဖျက်ရင်း ARD တိုင်းသားတစ်ယောက်ကိုဆုံးရှုံးခဲ့ရတယ်။မင်းရဲ့အိမ်ရှိကြီးငါတို့အရောက်လှမ်းလာခဲ့ပါလေ။မင်းရဲ့အယိုးပြာကိုမင်းရဲ့အိမ်ကြီးငါတို့အရောက်ပို့ဆောင်ခဲ့ပေးပါမယ်။ဒါဟာငါတို့ရဲ့ရဲဘော်ရဲဘက်တီဘော်ငါတို့ပြီးနိုင်တဲ့နောက်ဆုံးကတိပါပဲ။စိတ်ချလက်ချထားရခဲ့ပါရဲဘော်။ဒီတာဝန်တွေအတွက်ငါတို့ပို့ပြီးစူးစမ်းသွားပါမယ်။တော်လိုင်းအောင်မြင်သည့် ါတို့အသက်ရှင်နေသေးတဲ့မင်းထားခဲ့တဲ့တာဝန်တွေမင်းဖြစ်ချင်ခဲ့တဲ့ဒီမိုကရေစီနိုင်ငံကိုငါတို့လက်နဲ့ရအောင်တည်ယူခဲ့ပါမယ်။ဒါဟာငါတို့မင်းကိုပေးတဲ့နောက်ဆုံးကတိပါပဲကွာ။ငင်းချမ်းအေဂျင်စွာအနာယူပါတော့ရဲဘော်တော်လွင်ရေးပြည်နေကံပြည်သူတို့လျှောက်ဖို့အတွက်တရားတဲ့ဘက်ကနေတနက်ကိုင်းတော်လန်ရင်မြင့်မြတ်စွာတက်ပေးလူကြဆုံးသွားခဲ့ရတဲ့ကီနီမျိုးသားများကာကွယ်တဲ့တယင်းမှ29မှာ ရဲဘော်တော်ရင်ခေါ်ရဲဘော်ကနာကျွန်တော်တို့စပုတ်ပီရဲ့မြန်မာမှာလည်းအလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့စွန့်လွတ်နေတာကပိဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်လိုက်တမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြဆောင်ရတဲ့ရဲဘော်ကောင်းရာသူကြီးလာပါစေ။ အဲဒီဂျာမန်စီရင်လိုင်းရှင်တွေကိုအမြင့်ဖြတ်ချိန်ပေါ်ရင်တော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲ့ကောင်အာဇာနူရဲ့အချောင်းကိုခြေခွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDF မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။ Support PDF မြန်မာ YouTube Channel ကိုကြည့်ရင်ခလိုင်းမှာနောက်နေရရင်ပေါင်းနေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရေးရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် ဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်လက်ကံရွေပဲဖြစ်စီလက်လက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်အာရှင်ရဲ့ဆုံးဖြတ်